ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်ရှေ့လယ်ပိုင်းနဲ့တောင်ပိုင်းတို့အတွင်တိမ်အင့်အင့်ဖြစ်ထွန်းနေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါသည်ထူးခြားသည့်အခြေအနေယနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်များအရဗီယက်နမ်နိုင်ငံကမ်းခြေဒါနမ်မြို့၏တောင်ဘက်ကွင်းချမ်းမြို့အနီးမှာဖြစ်ကျော်ခဲ့သောတိုင်ဖွန်းမုန်တိုင်းခန့်မိကြည်သည်ယမန်နေ့ညကဗီယက်နမ်နိုင်ငံနှင့်လာအိုနိုင်ငံနယ်စပ်ဒေသတို့တွင်အကောင်းသောပူပိုင်းမုန်တိုင်းခန့်မိကြည်ဖြစ်သူအာရုံသွားခဲ့ပါသည် ဆိုပါအကောင်းဆုံးပူပိုင်းမုံတိုင်းခက်မီဂီသည်အနောက်ဘက်သို့ရွေ့တရခဲ့ပြီးနှစ်နံပိုင်းတွင်ပူပိုင်းမုံတိုင်းခက်မီဂီဖြစ်သူအာရော်သွားခဲ့ကာလာအိုနိုင်ငံကုန်းတွန်းပိုင်းဒေသများကိုဆက်လက်ဖျက်ကျော်လျက်ရှိပါသည်အဆိုပါပူပိုင်းမုံတိုင်းခက်မီဂီသည်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးနောက်ဆက်နှစ်နာရီတွင်လာအိုနိုင်ငံနှင့်ထိုင်းနိုင်ငံနယ်စပ်ဒေသများတွင်ကုန်းတွန်းမုံတိုင်းငယ်ဖြစ်အာရော်သွားနိုင်သည်ဟုခန့်မှန်းရပါသည်နေ့ညနေထိခန့်မှန်းချက်စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာကွက်ကြား မန္တလေးဒေသကြီးမကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရော်တိုင်းဒေသကြီးကယားပြည်နယ်နှင့်ချမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးမြင့်ပြည်နယ်တို့တွင်နေရာအနှံပြားမိုးထစ်ချုံရွာပြီးနင်းထိုင်တိုင်းဒေသကြီးတွင်နေရာကွက်ရီမိုးကြီးနိုင်ပါသည်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်မိုးဒိန်အောင်ဖြစ်ပေါ်မှုအခြေအနေပဲခူးတိုင်းဒေသကြီးအေရော်တိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် ိုးတိမ်ထောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်ထောင်များရွေတရရာနေရာတလျှောက်တွင်မိုးရွာသွင်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကျုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသည့်ကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုရပါသည်မြမပင်လယ်ပြင်မြမကန်ယူနယ်တလျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတည်းရန်မိုးတက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းသင်းတင်းမှလှိုင်းကြီးနိုင်ပါသည်မိုးတယ်လီပင်ကြစဉ်ရေပြင်းမြေပြင်းလေးသည်တနာ yı လျင်25မိုင်မှမိုင်30အထိတိုက်ခိုက်နိုင်ပါသည် ိုင်းမြင်မှာမြမကန်ယူနယ်တစ်လျှောက်နှင့်ကမ်းလွန်ပြည်နယ်မြို့တို့တွင်ခုနှစ်ပေမှ၉ပေခန့်ရှိနေပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ပြင်းပြည်နယ်၊မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထစ်ကြုံရွာမည်။နေပြည်တော်နှင့်နီးတဝိုက်တို့ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ကြုံရွာမည်။ရွာရန်ရွာနှုံးပြဖြစ်ပါသည်။ရန်ကုန်မြို့နှင့်နီးတဝိုက်တို့ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ကြုံရွာမည်။ရွာရန်ရွာနှုံးပြဖြစ်ပါသည်။ မန်းလေးမြို့နယ်ဤတဝိုက်တွင်နေ့ညနေတိခံမှန်းချက်နေရာကွက်ကြားမိုးထချုံရွာမြီရွာရန်ရွာနှုံးပြဖြစ်ပါသည်